ရင်ထဲမှာအရန်ဖြစ်ကျင်နေတဲ့တားရီသမီးတွေကိုရှင်ပြူနာသမင်္ဂလာပွဲကျင်းပပြုလုပ်ပြီးတော့မယ်ဆိုတဲ့တရုတ်ဆောင်ခိုင်နင်းဝေမင်္ဂလာပါပရိသတ်ကြီးရင်တရုတ်ဆောင်ခိုင်နင်းဝေကတော့ခိုင်ရင်သွေးလေးများကေဟာကိုဖွင့်လှစ်ထားတာဖြစ်ပြီးရင်ခွေမဲ့နေတဲ့တားရီသမီးတွေကိုသူ့ရဲ့တားသမီးအရင်းတွေနဲ့မချောင်ထိမ့်သိမ်းပြုစုစောင့်ရှောက်လာခဲ့တာနှစ်အပိုင်းခြားတစ်ခုကိုရောက်ရှိလာခဲ့ပြီးပဲဖြစ်ပါတယ်မိဘအရင်းတွေကမလိုချင်လို့ဆုံးပြေခဲ့တဲ့တားသမီးတွေကိုဖြစ်စေ မိဘတွေကထပ်ပြီးတော့ကျွေးမွေးနိုင်စွမ်းမရှိတော့လို့လာရောက်ပို့ဆောင်ထားတဲ့ကလေးတွေကိုဖြစ်စေခိုင်နှင်းဝေကအားလုံးရဲ့အပေါ်မှာတူညီတဲ့မြေတားနဲ့စောင့်ရှောက်ပေးကြတာလည်းဖြစ်ပါတယ်။တရုတ်ဆောင်ခိုင်နှင်းဝေဟာသူကိုယ်တိုင်ဝမ်းနဲ့လွယ်ပြီးမမွေးခဲ့ရပေမဲ့လည်းသားသမီးတွေကိုသူ့ရဲ့သားသမီးအရင်းတွေလိုသဘောထားခဲ့တာကြောင့်တခြားကလေးတွေလိုပဲပြည်စုံတဲ့ဘဝမျိုးရအောင်လှုပ်ပေးခြင်းနဲ့ဆန္ဒကတော့အပြည့်ရှိနေတာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့လည်း အရွယ်ရောက်လာကြပြီဖြစ်တဲ့သားရီသမီးတွေကိုရှင်ပြူနာတာပွဲလေးလုပ်ပြီးသားငယ်လေးတွေကိုရှစ်ပါးပရိခေအားစုံလင်စွာနဲ့ရှင်သာမဏေအဖြစ်သွတ်သွင်းဖို့အတွက်ခိုင်နှင်းဝေကဆန္ဒရှိခဲ့တာအတော်ကြာခဲ့ပြီလေဖြစ်ပါတယ်အခုတခါမှဆိုရင်တော့သူမရဲ့ရင်ထဲကဆန္ဒရှိတဲ့အတိုင်းဖော်ဆောင်ခွင့်ရတော့မှာဖြစ်တာကြောင့်ဝမ်းသာကြည်နူးမိတယ်ဆိုတဲ့အကြောင်းကိုအခုလိုပြောလာခဲ့တာပဲဖြစ်ပါတယ်တေယောဆောင်ခိုင်နှင်းဝေက သားလယရနာလေးတွေကိုရှစ်ပါးပရိခရာစုံလင်စွာနဲ့ရှင်သာမဏေအဖြစ်သွတ်သွင်းပြီးတမိယရနာလေးတွေကိုမျက်နာသားမင်္ဂလာဆင်းရင်ကျင်းပပေးဖို့ရှင်နေကဆန္ဒလေးကိုအကောင့်ထဲပေါ်ပြစ်တော့မှာဖြစ်ပါနဲ့ရှင်ဟုဆိုကအလူမင်္ဂလာပွဲပိတ်စာလေးတွေနဲ့တကွဝန်တာစွာနဲ့ချပြလာခဲ့တာပဲဖြစ်ပါတယ်တယောက်ဆောင်ခိုင်နေဝေးရဲ့သားယရနာလေးတွေဖြစ်ကြတယ်ခိုင်ထွန်းတောင်းမောင် ခိုင်သူရမောင်ခိုင်ခန့်မောင်ခိုင်ဖုံးမောင်ခိုင်အမင်းမောင်ခိုင်ပြေဆုံးမောင် ခိုင်မြင်မောင်မောင်ခိုင်မြဲမောင်ခိုင်ထူးမောင်ခိုင်ဦးမောင်ခိုင်သစ္စာမောင်ခိုင်ကောင်းကင်မောင်တို့ကိုရှင်းပါပရိခရာဆုံလင်းစွာနဲ့ရှင်းသားမဏိအဖြစ်သူသွင်းချီးမြှင့်မှာဖြစ်ပြီးတမိလယတနာတွေဖြစ်ကြတဲ့ခိုင်မြမိုးမီခိုင်ပတောက်မီခိုင်တကူးမီခိုင်ရွှေသွန်းမီခိုင်တင့်တယ်မီခိုင်သီရီမီခိုင်ဆိုပြေမီခိုင်ဝင်းထဲမီခိုင်ဖူးပွင့်မီခိုင်လာမင်းမီ ခိုင်မြင့်မိုမေတို့ကိုမျက်နာသားမင်္ဂလာစီရင်ကျင်းပပြုလုပ်ပေးသွားမှာပဲဖြစ်ပါတယ်။တရုတ်ဆောင်ခိုင်နင်းဝေကသားတွေသမီးတွေကိုရှင်သာမဏေအဖြစ်သွတ်သွင်းပြီးမျက်နာသားမင်္ဂလာကျင်းပပြုလုပ်မဲ့အချိန်မှာအလွတ်တရားကာမတရားအနေနဲ့ကြည်နူးဝမ်းသာမိတယ်ဆိုတဲ့အကြောင်းသူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေအလူဖိတ်စာလေးတွေနဲ့တကွပရိသတ်တွေကိုလည်းဝေမျှလာခဲ့တာပဲဖြစ်ပါတယ်။